မင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးချက်ကတော့တောက်ကြွယူနဲ့ပတ်သက်တဲ့အကြောင်းဆွေးနွေးမှာဖြစ်တယ်တောက်ကြွယူနဲ့ပတ်သက်တဲ့အကြောင်းမှာတောက်ကြကအပြည့်စရိုက်နဲ့ပတ်သက်တာပေါ့အဲ့တော့တောက်ကြွယူနဲ့ပတ်သက်တဲ့အဓိကအဖြစ်ပေါ့နော်ဒီအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စအရကိုအိမ်အောင်ဘက်နဲ့ပတ်သက်ရင်ကိုချစ်သူကြီးစားနဲ့ပတ်သက်ရင်ဘယ်လိုလေးလေးသတိထားသင့်တယ်ဆိုတဲ့အချက်လေးပေါ့ဒီအချက်လေးကိုဆွေးနွေးမှာဖြစ်ပါတယ်ပထမအဆုံးတောက်ကြွ တောက်ကြဆိုတာကဇာတာတစ်စားမှာအဓိကသူ့ကိုကြည့်လိုက်ရင်ဒီဇာတာရှင်တယောက်ကစိန်ခမ်းတဲ့ဇာတာရှင်လားအလှပကြိုက်တဲ့ဇာတာရှင်လားနောက်ကာမဂုဏ်အာယုံခံစားမှုနဲ့ပတ်သက်ရင်ဘယ်လိုအနေထားရှိနိုင်တယ်လဲနောက်ရုပ်ဝတ္ထုပစ္စည်းနဲ့ပတ်သက်လို့ပိုင်ဆိုင်မှုပေးတာနဲ့ပတ်သက်ရင်ဘယ်လောက်အတိုင်းအတာတိသူ့ဇာတာမှာ အကောင်းမှု ရှိတယ်လဲဆိုတဲ့အချက်လေးတွေရှိတယ်အဲ့တော့တောက်ကြကြမှာစိတ်ဝင်စားကြအကောင်းတဲ့အချက်ကတော့ တောက်ကြကြိုးအားကောင်းရင်လည်းအန္တရာယ်ရှိတယ်။တောက်ကြကြိုးအားနေရင်လည်းအန္တရာယ်ရှိတယ်။အဲ့ဒါလေးကိုတော့နောက်ပိုင်းကျရှင်းပြမှာဖြစ်ပါတယ်။အဲ့တော့ဒီတောက်ကြကြိုးကိုနဲ့ပတ်သက်ပြီးဇာတာရှင်တွေသတိထားအတင်တာကဒီတောက်ကြကြိုးဆိုတာကအပျော်ပါမေတ္တာ နောက်ကာမဂုဏ်အာရုံများတာနောက်အထီးတွေ့မှအတားရတာအစာကောင်လေးစိုက်တာစိုက်ပြီးဖြစ်အချက်တွေကိုရှိတာဖြစ်တယ်။အဲ့ခါမှာ တောက်ကြသူအကောင်းသူနဲ့တောက်ကြသူအားနေသူဘာကွာတယ်လဲအချက်ကြည့်မယ်ကြည့်တဲ့ခါကျတော့တောက်ကြသူအကောင်းတဲ့သူတောက်ကြသူအားနေတဲ့သူရေဘူးအဖြစ်ကြည့်မယ်ဆိုရင်တောက်ကြသူအကောင်းတဲ့အတွက်ကြောင့်မလို့ကာမဂုဏ်အာယုံခံစားမယ်ဒီဘွားဘောနအာမုံအာယုံနောက်ကိုလိုက်စားမယ်စသည့်ဖြစ်မော်နော်ဒီစင်ခံတတ်တယ်အလှပကြိုက်တယ်စသည့်ဖြင့်မြင်ကြမယ်အဲ့ဒါလေမမဘူးမှန်တယ်ဒါပေမဲ့တခုကတောက်ကြသူအားနေတဲ့ခါကျတော့ဒီကံပကုံအာယုံနဲ့ပတ်သက်ပြီးတော့ အားနေမယ်လို့ယူဆလို့မရဘူး။သူကဒီတောက်ကြသူအားနေတဲ့အတွက်ကြောင့်မဟုတ်လို့ဒီဇာတာရှင်ဒီဒီကံပကုန်အာယုန်နဲ့ပတ်သက်လို့ရှင်သူကကိုလိုချင်တဲ့ဆန္ဒမပြည့်တတ်ဘူး။ကိုလိုချင်တဲ့ဆန္ဒမပြည့်လေမကျင်နပ်လေဒီဖြစ်လာတဲ့ရရှင်တဲ့အရာတာကိုခံစားခြင်းဒီစူးစမ်းလေ။အဲ့ခါကျတော့ဒီကံပကုန်အာယုန်နဲ့ပတ်သက်လို့ပေါ့နော်တောက်ကြအားကောင်းတဲ့သူကဘဝမှာအရှင်းမြင့်တာကောင်းတာ အာယုံခံစားမှုနဲ့ပတ်သက်မြင့်မြင့်မမကိုခံစားတတ်ပြီးတော့ဒီတောက်ကြအားနေတဲ့သူတွေကြတော့ဒီကာမဂုဏ်အာယုံကိုသူကရရကိုနှိစရကိုသူကဆွဲပြီးတော့သူကရယူတတ်တယ်ခံစားတတ်တယ်ဒါကြောင့်ဒီကာမဂုဏ်အာယုံနဲ့ပတ်သက်လို့ရှိရင်ဒီအောက်ခြေမှာနှိစရတွေမှာတော့နှိစတဲ့သူနဲ့အစတည်ဖြစ်ပါတော့ဖြစ်သွားတာကဒီတောက်ကြအားနေတဲ့သူတွေမှာကျုံဆုံးလေးရှိတယ် ဒါကဒီတောက်ကြကျူနဲ့ပတ်သက်လို့ပထမဆုံးရှင်းပြခဲ့တဲ့တောက်ကြကျူဆိုတာကအဖြစ်အချက်တွေကိုသူကနှစ်နှစ်သက်မြန်တို့ကြိုက်တိုင်းနှစ်သက်တဲ့ဆိုတဲ့အချက်နဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်။ဆွေးနွေးခဲ့ပြီးတော့မှဒီတောက်ကြကျူရဲ့မူလသဘောမပြတ်တော့လည်းပဲတောက်ကြကျူကောင်းလို့ရှိရင်သူကာမဂုဏ်အာရုံခံစားခြင်းနဲ့ပတ်သက်ပြီးတော့လွယ်လွယ်ကူကူလေးရမယ်အမြင့်မြင့်မြန်မာမာလေးခံစားလို့ရတတ်တယ်။အာမကောင်းတဲ့သူကြတော့ကာမဂုဏ်ဆန္ဒမပြည့်လို့သူကစိတ်ဆန္ဒပုံမှာသူကမနှက်သက်ခြင်းဖြစ်ပြီးတော့ အလိုလိုစိတ်ပူခြင်းနော်ရရခံစားခြင်းဆိုတာဒီရှိတတ်တယ်။ဒါကတောက်ကြအကောင်းခြင်းမကောင်းခြင်းနဲ့ပတ်သက်တဲ့အကိစ္စ။အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့အခါကျတော့ဒီကိုအိမ်တော်ပဲကိုချစ်သူကြီးစားစတည်ပြင်ပေါ့ဒီတောက်ကြကျူနဲ့ပတ်သက်လို့ရှင်ပေါ့ဒီတောက်ကြကျူအကောင်းနဲ့သူတွေကအများသောအဖြစ်ပေါ့နော် အပျော်ပါနဲ့ပတ်သက်ရင် KTV သွားတာလို့နော်အနေခံသွားတာလို့တချို့သောနေရာတွေသွားတာလို့စတည်ပြင်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ရင်သူကသွားကျင်တယ်လာကျင်တယ် လုတ်ကန်နေရှိတယ်အဲ့ခါကျတော့ကို့ဒီအိမ်ောင်မဲ့တို့ကို့အမျိုးသမီးတွေကနော်ကို့ရဲ့ဆန္ဒနဲ့ပတ်သက်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်လို့ရှိရင်ကို့အိမ်ောင်ဘက်ပေါ်မှာဒီဆန္ဒအတိုင်းပေါ်နော်ဒီလိုက်ပါဆောင်ရဲ့ပြင်ဆင်ခြင်းမရှိတာလေးလည်းရှိကြတယ်အဲ့ကြောင့်မို့သူအိမ်ောင်နဲ့ပတ်သက်လို့ရှိရင်သူကမပြည့်ဝတဲ့အခါကျလို့ရှိရင်သူအပြင်ကိုထွက်ပြီးတော့ခံစားမှုအအောင်ရှာတာဒီတွေကပေါ်တတ်တဲ့အခါကျတော့ကို့ချစ်တဲ့သူခင်တဲ့သူတွေကိုအယုံခံစားမှုနဲ့ပတ်သက် စားတဲ့ကိစ္စပဲဖြစ်ဖြစ်သူလိုအပ်တဲ့ကိစ္စလေးတွေလည်းဖြစ်ဖြစ်ဒီဖြည့်ဆည်းပေးနိုင်ခြင်းကသူအိမ်တော်တစ်ခုနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုသူအထောက်အကူပေးတယ်အဲ့လိုပေါ့နော်ဟိုတချို့ဆိုလို့ရှိရင်ပေါ့နော်ဟိုအိမ်တော်နဲ့ပတ်သက်လို့ရှိရင်သားသမီးမွေးပြီးတဲ့နောက်ပိုင်းမှာကိုအိမ်တော်ဘက်အပေါ်အာရုံမဆိုင်မိတာရှိတယ်အော်မဆိုင်မိတဲ့ဆိုတာတဲ့တချို့သောကိစ္စတွေမှာသူတို့ရောက်တော့ကိုယ်အိမ်တော်ဘက်ကဖြစ်ချင်တဲ့ဆန္ဒအထည်ထက်ကလေးကိစ္စတွေရှိနေတဲ့အခါကျတော့ဒီဘောကိစ္စအမိတာရှိတယ် ဒါပေမဲ့ဒီတောက်ကြကပေးတဲ့ဇဲကရှိပြီးသားလူအနေနဲ့ကတော့များသောအားဖြင့်ကတော့အဲ့လူလေးတွေကိုတို့ကများသောအားဖြင့်လက်ခံလိမ့်ရှိတယ်ဆိုရင်တော့မှာပေါ့နော်ဒီထွက်ပေါက်ရှာလိရှိတယ်ပြောရဲပါတဲ့နေရာလေးတွေသွားတယ်ပြောရဲပါတဲ့နေရာလေးတွေမှာစိတ်ချမ်းသာမှုရတတ်တယ်ဒါကြောင့်ဒီအိမ်တော်ကြီးတစ်ခုမှာလဲတစ်ခါတည်းကျတော့အိမ်တော်ကြီးနဲ့ပတ်သက်တော့ထိခိုက်သွားတယ်ဆိုတာကလေဒီလိုပေါ့နော်ဟိုတောက်ကြအားကောင်းတဲ့သူနဲ့ပတ်သက်တဲ့ကိစ္စရတ်တွေမှာမိမိဘက်ကနေပြီးတော့ပြက်ကွက်အမှုတွေကြောင်းလဲ ဝေါ်ပေါက်သွားခြင်းဖြစ်တယ်။ကိုဘက်ကလိုက်ရောတော်လည်းပဲဒီဒီနေရာမှာပေါ့နော်အရန်အစဉ်ပြေနေတယ်ဘဝမှာအပေါင်းအသင်းတွေစုံနေဆိုတဲ့လူကတော့ဖြစ်တာလည်းရှိကောင်းတော့ရှိမှာပေါ့နော်။အဲ့မှာတခုရှိတာကအဲ့ဒါပြီးတဲ့အခါကျတော့တောက်ကြအာနေတဲ့သူတောက်ကြအာနေတဲ့သူကြတော့သူကအိမ်အောင်ပဲသူချစ်သူကြီးစားတယ်ဘာပို့တတိထားရလဲဆိုတော့ကို့အိမ်မှာကို့အိမ်မှာပေါ့တဆင့်ကိုကပြန်ပြီးတော့ဟိုနေဖို့ထားရတဲ့ဒီအိမ်နဲ့ပေါ့နော် အိမ်နဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စရတိတိမှာခိုင်းစေထားတဲ့သူတွေရှိမယ်။နောက်ပြီးတော့ဟိုကျုံအားတနေရာလေးကိုသွားပြီးသွားနေပေါ့နော်ဒီအောက်ခြေကိစ္စလေးတွေနဲ့နှိစက်တဲ့နေရာလေးတွေရှိမယ်။အဲ့တော့ဒီတောက်ကြအားနေတဲ့သူရဲ့သဘောကတော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်လို့ခံစားခြင်းနဲ့ခံစားခြင်းတော့လည်းပဲစန္ဒမပြည့်ဝတဲ့အတွက်ကြောင့်မဟုတ်စိတ်တိုင်းမကြဘူး။အဲ့လိုစိတ်တည်းမကြတဲ့အဲ့အတွက်မှာ तू ကဒီအပြင်ကို ထွက်ရှာရတဲ့ကို့အနိစ္စရာကို तू က ရတဲ့နေရာကနေယူလိုက်တဲ့သဘောလေးရှိတယ်။ဒါကတောက်ကြအကောင်ချင်းတောက်ကြအကောင်။တောက်ကြမှာမှဟိုတောက်ကြတော့ရှိမလို့အကောင်ချင်းအာမကောင်ချင်းဆိုတာတဲ့။တောက်ကြမှာပေါ့နော်ဒီအရှက်နဲ့ဂုံတိတ်ခါနဲ့အချင်းနဲ့ပတ်သက်တဲ့ထိမ့်သိမ့်နေတဲ့ပတ်သက်လို့ရှိရင်များတော့ဖြစ်ကိုရံဘာဝမှာရက်တည်တဲ့တောက်ကြ။ကိုရံဘာဝတခင်နဲ့ပေါင်းဆက်တဲ့တောက်ကြ။ဒီဟာတွေကဒီမှာဆိုလို့ရှိရင်အချင်းနဲ့ပတ်သက်ရင်သူကဂုံတိတ်ခါလေးအပြတ်မခံဘူး။ တောက်ကြအကောင်လို့အပြော်ပါလဲရှာဖို့တိတ်မစင်စားဘူးနော်ဒီကုတ်ကိုထိမ့်ထိမ့်သိမ့်သိမ့်လဲရှိတယ်ရှိတယ်ဒါကဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအပေါ်မှာကိုအိမ်တော်ဘက်ပေါ်မှာဒီတောက်ကြကြိုအကောင်ချင်းတောက်ကြကြိုအားနေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့အမျိုးသားကဖြစ်စေအမျိုးသမီးကဖြစ်စေတယောက်အကြောင်းကိုတယောက်ထိမ့်သိမ့်နိုင်ဖို့ဆိုတာဇာတာတစ်ဆောင်မှာပါတဲ့တောက်ကြကလည်းအရေးပါတာကိုတင်ပြခြင်းနဲ့နောက်ပြီးတော့မှတောက်ကြ efficient ဖြစ်တယ်ဆိုတော့တောက်ကြ အားနည်းစေအိစားရင်တပတ်နှစ်ခုခွဲပြောပြခြင်းနဲ့နှစ်ခုခွဲပြောပြခြင်းနဲ့ဆိုတော့ကတစ်ခုကဒီတောက်ကြမှာတနင်းလာကူးရှင်တာတောက်ကြမှာအင်္ဂါကူးရှင်တာအဲ့ဒီနှစ်ခုကတော့ဒီတချို့တော့ကောင်းခြင်းနေတယ်ပြေးခြင်းပြေးမှာပေါ့နော်ဒီများသောအားဖြင့်တော့တောက်ကြနဲ့တနင်းလာနဲ့တမတတ်ကြလို့ရှင် ကောင်းခြင်းနဲ့ဆိုးခြင်းရှိတယ်လို့တချို့ကဆိုကြတာရှိတယ်ရှိတယ်ဆိုတော့ဒီတောက်ကြတဲ့ အင်္ဂါနဲ့ပဲတွေ့တွေ့တောက်ကြနဲ့တနင်္လာနဲ့ပဲတွေ့တွေ့သူကဒီအာမနာတန်ပြောရမယ်ဆိုရင်သူကအိန်တော်ကြီးဆိုင်ရာကိစ္စရက်တွေမှာစိတ်ဝင်စားတတ်တယ်အိန်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်စိတ်ကစားတတ်တယ်ဆိုတော့သူကဒီတန်းကန်အနေကအဲ့လိုမျိုးနဲ့ပတ်သက်လို့ဆိုကြတဲ့သဘောရှိတယ်ဒါကြောင့်ဒီလိုဇာတာရှင်တိုင်းလည်းဒီလိုအမြင်ရှင်ရှိတိုင်းလည်းဖြစ်တယ်ဖြစ်မယ်လို့မဆိုလို့တော့လည်းပဲဇာတာမှာအခြေခံနဲ့ပဝန်းကျင်အခြေအနေတွေကဒီလိုဇာတာရှင်တွေကိုဒီ ဟိုအပေါ်ပေါ်နော်ထိခိုက်စေတဲ့အချက်အနေနဲ့ဆိုရင်သူကအင်္ဂါနဲ့စတန်ဒန်လန်တွေကထိခိုက်ခြင်းအတမျိုးနောက်ထိခိုက်ခြင်းတမျိုးကမရှိသေးတဲ့ပုံပြက်တယ်ခေါ်မယ်ပေါ့နော်အင်္ဂါရင်းနဲ့ပတ်သက်လို့စူးကျူးပေးတယ်လို့ခေါ်မယ်ပေါ့အဲ့ဒါကတော့နှစ်ခုနှစ်ခုကအဓိကကပထမဆွေးနွေးမယ်ဆိုတာရာဟုပူလိုက်တဲ့ကိစ္စနော်ဒီတောက်ကြံနဲ့ရာဟုပူလိုက်တဲ့ကိစ္စကတောက်ကြံဒီအခြေရေးကာမဂုဏ်ရင်းနဲ့ပတ်သက်ရင်သူက ဥဆောင်တာရာဟုဂျူကကြတော့သူကဆက်ဆက်ဆုစုလုပ်တာသိကြင်တာနောက်ပြီးတော့တက်မဲ့တာအဲ့ခါကျတော့ဒီတောက်ကြနဲ့ရာဟုပူလိုက်ချင်းကပေါ့နော်အချီးအချီးရံနဲ့ပတ်သက်ရင်စမ်းစမ်းပြပြထွေထွေပြပြခန်းစားခြင်းနဲ့ဒီအစားအသောက်နဲ့ပတ်သက်လို့ဖြစ်ပေဖြစ်စိမ်းနဲ့ခန်းနဲ့ကိစ္စအရက်နဲ့ပဲဖြစ်ဖြစ်ဒီတောက်ကြဒီရာဟုကြောင့် affliction ဖြစ်တဲ့ဆိုလို့ရှိရင်သူကဒီပုံပြက်တဲ့သဘောဖြစ်သွားတာရှိတယ် ရှိပြီးတော့ဒီအင်ဂျီစိတ်ခါရှိတဲ့သူတွေမှဆိုလို့ရှိရင်ပေါ့ဒီအမြင်ဒီလိုပူးရှင်မှုကပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အားနည်းမှုကိုပေးစီတတ်တယ်အဓိကကတော့ဒီရာဟုပူးလိုက်ခြင်းဒီရာဟုဒီတက်မဲ့မှုဆွဲလန်းမှုနော်ရလိုမှုနောက်တစ်ခါသူဒီစင်ကြုံတရားနဲ့ပတ်သက်အားနည်းမှုဆိုတဲ့အချက်လေးကိုပေးစီတယ်အဲ့လိုပဲပေါ့နော်ဒီတောက်ကြကိုပုံပြက်စေခြင်းနောက်တစ်ခုရှိတာကကိတ်ကျူကိတ်ကျူကပုံပြက်စရာကကိတ်ကျူကသူကသူ့သဘောကြတော့သူက အလွတ်ထွက်သွားတဲ့သဘောဆိုတော့သူကဓာတ်တော်ဒီဒိုင်ယာမီတာဆိုင်တော်လည်းပြောရမယ်ဆိုရင်ဆိုတော့အင်္ဂါဂျူကပောက်ကွဲလွယ်တဲ့ပစ္စည်းနဲ့ပတ်သက်တယ်ပောက်ကွဲတာတို့ဟုတ်ဂျောင်းတွန်းတာတို့အဲ့လိုပောက်ကွဲစေတဲ့အင်္ဂါနဲ့ပူရင်သူကလည်းပောက်ကွဲတတ်တဲ့ဂျူအနေနဲ့ပဲရှိပြီးတော့ပောက်ကွဲခြင်းတောက်လောင်ခြင်းပြရတယ်အဲ့ဒါအင်္ဂါနဲ့ကိတ်နဲ့သွားပူလို့ရှိရင်လေသူဒီလေဒီပောက်ကွဲမှုတို့နော် နဲ့ပတ်သက်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်ရင်သူကအင်္ဂါသဘောပေးတယ်လို့ဒီနေရာမှာလေတောက်ကြနဲ့ပတ်သက်တဲ့ကိစ္စသူသူကကိတ်ချူပူလိုက်ရင်ကိတ်ချူရဲ့သဘောကရာဟုချူကကြတော့ဒီကိတ်နဲ့ရာဟုကိုခွဲတဲ့အခါကျကိတ်ချူရာဟုချူကဒီအုံနောက်အတွေးခေါ်ရှိတဲ့သဘောရှိတယ်ကိတ်ချူကတော့ headless လို့ခေါ်တဲ့သူကခေါင်းမရှိတဲ့ဟိုချူဟိုဘချူအနေနဲ့အတ်မှတ်တယ်အဲ့ဒါကိုတတ်မှတ်ထားတော့အဲ့ဒီတောက်ကြမှာကိတ်ချူပူလိုက်တဲ့ကိစ္စကလည်းပေါ့နော်ဒီ အခြေရေးအခြေအရာပဲဖြစ်ဖြစ်စိန်ခံစားမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘဝမှာငွေကြေးဥစ္စာချမ်းသာမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သူကရာဟုရဲ့သဘောအရပထမ detect ဖြတ်တော့မလုပ်တယ်လူတွေကအင်္ဂါနဲ့ပေးတဲ့ဥပမာလို့သူက ပောက်ကွဲမှုပြင်းထန်မှုလို့သူကဆိုတော့ဘဝကတော့အခြေအနေနဲ့ပတ်သက်ရင်ဘာပဲဖြစ်ဖြစ်လုံမယ်ဆိုတဲ့သဘောမျိုးတွေကပေးစီတဲ့သဘောလေးတွေရှိတတ်တယ်ဒါပေမဲ့ဒီလိုရှိတယ်ဆိုတာကလည်းပေါ့နော်ဇာတာရှင်အတိုင်းကိုတော့ပြောလို့ ရတယ်လို့လည်းပြောလို့ရတယ်မရဘူးလည်းပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဇာတရှင်တိုင်းမှာခုနကပြောတဲ့အခြေအခြေရံနဲ့ပတ်သက်လို့ဖြစ်စေသူတို့ရဲ့မူလဇာတရဖြစ်စေအိန္ဒိယသိက္ခာထိမ့်သိမ့်စေခြင်းဆိုတဲ့အချက်လေးတွေကထိမ့်သိမ့်သွားတတ်တယ်။ဒါကြောင့်ဒီပထမအချက်ဖြစ်တဲ့အတော့ကြာအာကောင်းခြင်းအားနဲ့ခြင်းကြောင့်ကိုယ်အိမ်တော်ပဲနဲ့ပတ်သက်တာအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးကပဲဖြစ်အမျိုးသမီးကပဲဖြစ်ဖြစ်အမျိုးသားကပဲဖြစ်တယောက်ကိုတယောက်ဒီအလိုလိုက်ခြင်းအကြိုက်ဆောင်ခြင်းဆိုတာကိုယ်အိမ်တော်ပဲကအတော့ကြာအာကောင်းခြင်းအားနဲ့ခြင်းကိုကြည့်ပြီးတော့ ကယ်လို့အားနေခဲ့မယ်ဆိုလို့ရှိရင်ကိုယ်အိမ်နဲ့ပတ်သက်တဲ့အိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စအရာလေးတွေမှာသတိထားတဲ့ဇာတာရှင်တွေဖြစ်တဲ့တိုင်းတာရှိပြီးတော့ခုနပထမအဆင့်ဖြစ်တဲ့တောက်ကြထိခိုက်ခြင်းဆိုလို့ရှိရင်တော့တောက်ကြမှာထိခိုက်ထားတဲ့ဆိုတော့အခြေအခြေရနဲ့ပတ်သက်ရင်ဆန်းဆန်းပြားပြားထူထူပြားပြားစဉ်းစားတတ်တာတခုရှိတယ်။နောက်တောက်ကြပုံပြတ်တဲ့ဆိုရင်ရာဟုနဲ့ကိတ်ပူးတဲ့ဆိုလို့ရှိရင်တော့ဒါကတော့ပို့ပြီးတော့ဆိုရတဲ့ကိစ္စတခုဖြစ်တယ်။ဖြစ်ပြီးတဲ့အပြင်ကိုတောက်ကြကျူနဲ့ပတ်သက်တဲ့ဆရာဥပုံကျူပြီးပြုစုတဲ့ဇာတုံးမှာ ဖတ်ထားမှုတာတခုရှိတယ်ဖတ်ထားမှုတာရှိတယ်ဆိုတာတောက်ကြကြူဝက်ကြသွားတာတောက်ကြကြူဝက်ကြသွားတဲ့ဇာတာရှင်ဒီမှာဘယ်လိုဖြစ်မယ်ဆိုတာအဓိကအဖြစ်တော့เนาะဟိုပြောတာမဟုတ်ဘဲနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခုတော့ထူးခြားချက်ကိုပြောပြတွေ့ခဲ့တဲ့သဘောပေါ့သူကဒီအိမ်တော်ပြုတ်လိုက်ပြီးတဲ့နောက်မှာဒီတောက်ကြဝက်ကြသွားတဲ့သူကဒီအိမ်တော်နဲ့ပတ်သက်ပြီးတော့စိတ်လည်းမဝင်စားတော့နောက်ဒီအိမ်တော်ကိုဖြစ်နိုင်ရွယ်ပြလိုက်ခြင်းတယ် နောက်တစ်ခါတည်းကျရင်တချို့သောသူတွေကတော့ငယ်တဲ့သူအပြန်လူတို့ကိုထပ်ပြီးတော့ဆုံးတတ်တာလို့ဂျုံတတ်တာလို့ရှိတယ်။အဓိကအပြင်အဲ့ဒီဆက်တင်ဘသွားရင်တော့မှဒီကိုအိမ်အောင်ဘက်နဲ့သူအိမ်အောင်ကြပြီးတာနဲ့နန်းနဲ့လောက်ဆိုအိမ်အောင်ဘက်ပေါ်စိတ်ကုံသွားတယ်။အိမ်အောင်ဘက်နဲ့ခွဲနေခြင်းနဲ့ခွဲနေတဲ့ခရက်မှာအတူတူမနေဘဲတိရတိကျနေလိုက်တဲ့သဘောတွေရှိတတ်တယ်။ဒါကြောင့်မို့လို့အခုတင်ပြအချက်ကတော့တောက်ကြကောင်းခြင်းမကောင်းခြင်းလဲပါပြီ။အဲဂုံတိခါနဲ့ပတ်သက်တဲ့အိစရလေးထိမ့်သိမ့်တဲ့တောက်ကြလေးပါပြီ။တောက်ကြကိုထိခိုက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းလေးပါပြီးတော့ ဒီတောက်ကြာနဲ့ပတ်သက်တဲ့ကိစ္စရပ်ပေါ်မှာတောက်ကြာပုံပြချင်းတို့မှုအိမ်ောင်ကြီးစူးစူးပေးခြင်းအဲ့ဒီအိမ်တောက်ကြာပုံပြတဲ့ကအိမ်ောင်ကြီးနဲ့ပတ်သက်တဲ့စူးစူးပေးတဲ့တဲ့သဘောရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီအဓိကအပြင်ပေါ့နော်ဒီကိုအိမ်ောင်ပဲကိုချစ်သူညပတ်သက်တဲ့အချက်ကတော့အဓိကပေါ့နော်ဒီလိုအချက်လေးတွေပါတယ်ဆိုလို့ရှိရင်ကိုဘွားမှာကိုဘလို့ကိုအိမ်နာဘက်ကိုဘလို့ထိမ့်သိမ်းမလဲကိုအိမ်နာဘက်ကိုဘနာပြောတဲ့သာသမီရကစားတို့သာသမီကြောင့်ပြန်မှန်းနေတဲ့ကာလအထိမှာ ဆော့ပြထားခြင်းတွေကဘယ်လိုအကျိုးရနိုင်တယ်လဲဆိုတာလေးကိုသုံးသပ်ဆင်ခြင်ချင်းဖြစ်ပေါ့နော်ဒီတောက်ကြကြူအနေထားကိုကြည့်ချင်းဖြစ်အဲတောက်ကြကြူအနေထားကြည့်ချင်းဖြစ်ဆိုတဲ့အမှာတောက်ကြကြူဟိုနဲ့ပတ်သက်တဲ့အနေထားတွေကိုပြင်ပြမယ်ဆိုလို့ရှိရင်စဟိုလေးဒီတင်ပြချက်လေးလေးသွားမယ်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးဒီတောက်ကြကြူနဲ့ပတ်သက်တဲ့ကောင်းဟိုပေါ့နော်ဘလို့အနေထားကောင်းတယ်ဆိုတာလေးတဲ့တဲ့မပေါ်ပြပဲနဲ့ဒီတောက်ကြကြူနဲ့ပတ်သက်တဲ့အကြောင်းလေးကိုပြတင်ပြလိုက်ခြင်းဖြစ်ပါတယ်အဲတော့တောက်ကြကြူနဲ့ပတ်သက်တဲ့ ချက်တွေပေါ်မူတည်ပြီးတော့ကိုယ်အနေနဲ့ဘာလုပ်သင့်တယ်လဲကိုယ်အနေနဲ့ဘာသတိထားသင့်တယ်လဲနောက်ကိုယ်အိမ်အောင်ပဲအတွက်ဘာလုပ်သင့်တယ်လဲဘာသတိထားသင့်တယ်လဲဆိုတာဒီကိုစဉ်းရင်တွေးတော့လုဆောင်ခြင်းဖြင့်ပုံမကောင်းမွန်တဲ့အိမ်အောင်ကြီးတည်မြက်ခိုင်မာတဲ့အိမ်အောင်ကြီးစသည်ဖြင့်ဆောင်ဆောင်ရမ်းနိုင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီပြင်ပမှာကိုယ်အိမ်အောင်မဲနဲ့ပတ်သက်ဘာပတ်သက်ဘဲနဲ့အပြော်ပါရှာလိုက်တာကအိမ်အောင်တစ်ခုကိုပျက်စီးသွားစေနိုင်တယ် ပျက်စီးသွားစီပြီးတော့အိမ်အောင်ပြုတ်ခွဲသွားလို့ရှိရင်အထိကအနောက်ဆုံးခံရတာကသားသမီးသားသမီးတွေအမေနဲ့ပတ်သက်တဲ့အဖနဲ့ပတ်သက်တဲ့ကိစ္စအရက်တိခံစားခြင်းတွေအကျုံဆုံးတတ်တဲ့ဘောလေးတွေရှိတတ်ပါတယ်ဒါကြောင့်မို့လို့ဒီတောက်ကြံနဲ့ပတ်သက်တဲ့အကြောင်းလေးကိုပိဋကများကိုဒီသလောက်နော်ညံပြီးသလောက်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ကျမ်းမာချမ်းသာလူဟာပြည့်ပါဘူးအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်